္ဂလာပါအဲဒီကနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ international business ဖြစ်ပါတယ်။ဟော international business နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပို့ချခြင်းနဲ့ရည်ရွယ်ချက်တွေကတော့ပထမချက်ကတော့ business history ကိုသွားကျင်တာပါ။အာဒီစီဝိုင်းလုပ်ငန်းတွေရဲ့တမိုင်းကြောင်းပေါ့အခက်လိုက်ဘလို့ဖြစ်ပေါ်တိုးတက်ပြောင်းလဲလာတဲ့ဆိုတဲ့အကြောင်းအရာကိုပထမဆုံးဆွေးနွေးချင်ပါတယ်။အဲဒုတိယဆွေးနွေးမယ့်အကြောင်းအရာကတော့ economic system ဆိုတဲ့စီဝိုင်းစနစ်တွေအကြောင်းပါ။အာဒီကဘာပေါ်မှာကျွန်တော်တို့စီဝိုင်းစနစ်တွေဘလို့တိုးတက်ပြောင်းလဲလာသလဲအဲဘလို့ကျင်းသုံးနေကြသလဲဆိုတဲ့ဟာတွေ ဖြစ်ပါတယ်အဲတတိယကတော့ကျွန်တော်တို့ economy political economy and economic development ဆိုတဲ့အဲနိုင်ငံရေးဘောကပေးတာနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘယ်လိုဆက်ဆက်နေလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်အဲနောက်နံပါတ်၄အချက်ကတော့ကျွန်တော်တို့ globalization နဲ့ global institution ဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ လက်ရှိကာလကတော့ globalization ခေတ်လို့ပြောလည်ရပါတယ် globalization ကအရင်ကိုအရေးကြီးလာတယ်ဒီနေရာမှာတခုဖြစ်ရင်ဒီကမ္ဘာလုံးမှာဖြစ်တော့တာပဲဆိုတဲ့ဟာမျိုးအဲလက်ရှိဖြစ်ပေါ်နေတဲ့ covid-19 နဲ့လည်း globalization နဲ့ဆက်ဆက်နေတာပေါ့နော်အဲ global institution တွေအကြောင်းနောက်တစ်ခုကတော့ကျွန်တော်တို့ global business strategy စီးပွားရေးလုပ်ငန်းတွေအနေနဲ့ဘယ်လိုမှာ view ရေးဆွဲချမှတ်အကောင့်တွေပေါ်ပြီးတော့အောင်မြင်အောင် လှုပ်ဆောင်နေသလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ် marketing အရေးကြီးလာတာတွေ့ရတယ် marketing error အဲ့တော့အပေါ်မှာပြောခဲ့သလိုပဲကျွန်တော်တို့ကစက်မှုထုတ်ကုန်တွေဘယ်လောက်ပဲထုတ်ထုတ်စက်မှုကုန်ကြော်တွေဘယ်လောက်ကောင်းအောင်ပဲထုတ်ထုတ်ဘယ်လောက်မြန်ဆန်အောင်ပဲထုတ်ထုတ်သူ့ကိုကျွန်တော်တို့လူတီများအောင်လူတွေသုံးဆွဲတတ်အောင်လူတွေကြိုက်နှစ်သက်လာအောင်ကျွန်တော်တို့က marketing မလုပ်ဘူးဆိုလို့ရှိရင်တော့ဒါဘယ်လိုမှမအောင်မြင်နိုင်ဘူးဆိုတာတွေ့လာရတယ် ။ဒါကြောင့်မလို့ကျွန်တော်တို့က marketing error ကိုကျွန်တော်တို့ကပြောင်းလာပါတယ်။ marketing အရေးကြီးတယ်။အဲ့တော့ marketing မှာတော့ဒါကျွန်တော်တို့ကရေမီနိုတည်ထားတဲ့အတိုင်းပါပဲ။ marketing မှာတော့အဓိကတော့ဘာလို့ဆိုဖောက်တရအမြဲတမ်းမှန်နေဆိုတဲ့အယူဆပေါ့။ဒီနည်းအားဖြင့် consumer orientation ဖြစ်လာတယ်။ total on စစသုံးသူဒါဥတီလာတယ်။စသုံးသူဥစားပေးလာတယ်ခင်ဗျ။ဆိုတော့ကတော့ကျွန်တော်တို့က ဘာဦးစားပေးတော့ဆိုရင်ထုတ်လုပ်မှုဦးစားပေးတယ်20အရုပ်အစောပိုင်းမှာထုတ်လုပ်မှုပဲဦးစားပေးတယ်အဲစားသုံးသူတွေအနေနဲ့လိုချင်စီဖြစ်စေမလိုချင်စီဖြစ်စေထုတ်လုပ်လိုက်တဲ့ပစ္စည်းကိုသုံးစွဲရမယ်ဆိုတဲ့ပုံစံနဲ့အဲလာခဲ့တယ်အဲ့တော့ဒါကြောင့်မလို့ထုတ်လုပ်မှုဦးစားပေးတာအော်အဲ့တော့စားသုံးသူကြိုက်တာတွေမကြိုက်တာတွေအပါထားများများထုတ်လို့မယ်မြင်မြန်ထုတ်လို့မယ်ဆိုရင်ဒါအဆင်ပြေနေတယ်ဆိုတဲ့အနေအထားဖြစ်ပါတယ်။နောက်ပိုင်းကျတော့များများထုတ်လို့တယ်မြင်မြန်ထုတ်လို့တယ်ဆိုရင်ဟာတိတ်အဆင်မပြေတော့ဘူး။ ဘာဖြစ်လာလို့ဆို marketing in error ကိုရောက်လာတယ် marketing error မှာဘာအရေးကြီးလာလို့ဆို consumer အရေးကြီးလာတယ်စားသုံးသူကပြင်မဲ့စားသုံးသူပထမဦးစားပေးအနေနဲ့ထားရမယ်ဆိုရဟာဖြစ်လာတယ်များများထုတ်လုပ်တာများများထုတ်လုပ်ဖို့ထက်စားသုံးသူကြိုက်တာထုတ်လုပ်ဖို့အရေးကြီးတယ်ဆိုတာကိုပြောင်းလဲလာပါတယ်စားသုံးသူကစားအုပ်ထုတ်လုပ်တယ်ဆိုရင်လည်းစားအုပ်အနီရောင်လေးတွေကြိုက်နေအနီရောင်လေးတွေများများထုတ်ကျွန်တော်တို့ကစားသုံးသူကြိုက်တဲ့ပုံစံပြောင်းလဲလိုက်ပြီးတော့ထုတ်လုပ်ရေအဲ ထုတ်လုပ်သူတွေအနေနဲ့လုပ်ငန်းရှင်တွေအနေနဲ့အကျိုးအမြတ်ရှိမယ်အဲစာသုံးသူမလို့ခြင်းတဲ့ဟာထုတ်ရင်စာလုပ်ငန်းရှင်တွေအနေနဲ့အကျိုးအမြတ်မရှိဘူးဆိုတဲ့ဟာဖြစ်ပါတယ်အဲအဲ့ဒါနဲ့အတူပဲကျွန်တော်တို့ကဘာဖြစ်လာရအောင်ဆိုရင်စာသုံးသူတွေရဲ့ needs and wants တွေကိုသိအောင်လုပ်လာရတယ်စာသုံးသူတွေကဘာတွေကြိုက်နေတဲ့တုန်းစာသုံးသူတွေဘာတွေလိုအပ်နေတုန်းဆိုပြီးတော့ကျွန်တော်တို့ကပြောင်းလဲထုတ်လုပ်လာပြီးတော့စာသုံးသူပထမဦးစားပေးဆိုတဲ့အနေထားရောက်လာပါတယ် marketing kit အဲ့ဒီ marketing ဒီကျွန်တော်တို့ဘယ်အထိရောက်လာတော့ဆို20ရာစုနောက်ပိုင်းကနေပြီးတော့20ရာစုအစောပိုင်းကလာတော့အထိကျွန်တော်တို့က marketing ကအဲ့ဒါပါနေခဲ့ပါတယ် marketing error အရေးကြီးနေခဲ့ပါတယ်အဲ့တော့20ရာစုမှာ marketing error အရေးကြီးတာနဲ့အတူအဲ့ဒီခင်မှာဘာလဲဖြစ်လာပြီးတော့ဆိုရင်20ရာစုမှာတော့ conceptual အရေးကြီးလာပါတယ်အော်သဘောတရားကြီးအရေးကြီးလာတယ်ဒါကြောင့်မလို့သူ့ကိုတော့ကျွန်တော်တို့က conceptual age ဆိုပြီးတော့ခေါ်တယ်သဘောတရားကြီးအရေးကြီးတဲ့ခင်ဖြစ်လာတယ်အဲ့မှာဘယ်သူတွေအရေးကြီးလာအောင်ဆို concept ဘဝကတွေအရေးကြီးလာတယ်။စောစောတုန်းကတော့ကျွန်တော်တို့က20ရာစုထဲမှာဆိုရင် knowledge ဘဝကတွေအရေးကြီးတယ်။20ရာစုမှာ concept ဘဝကတွေအရေးကြီးလာတယ်။ concept ကောင်းမှုလို့ရယ်။ knowledge ရှိတယ်။ knowledge တော့ရှိရမယ်။ concept ကောင်းမှုလို့ရယ်ဆိုတာဖြစ်လာတယ်။အဲ့တော့အဲ့20ရာစုမှာသူရဲ့ error အရာပြောပါဆိုလို့ရှိရင်ကျွန်တော်တို့က relationship error ပဲ။ relationship ကောင်းရင် အောင်မြင်မယ်။ relationship မကောင်းရင်မအောင်မြင်ဘူးဆိုတာလေးတွေ့လာရတယ်။ ။ပေါ်မှာပြောခဲ့သလိုပဲကျွန်တော်တို့ကစက်မှုကုန်စည်တွေများများထုတ်လုပ်တယ်။အဲဒီနောက်ပိုင်းမှာအာပို့ပြီးတော့မြင်းမြင်းဆန်းဆန်းထုတ်လုပ်လာတယ်။ထုတ်လုပ်မှုဟောအားကိုးလာတယ်။ထုတ်လုပ်မှုခက်ဖြစ်လာတယ်။အဲဒီနောက်မှာကျွန်တော်တို့က producer orientation ပေါ့နော် producer orientation နဲ့ consumer orientation ပြောင်းလာတယ်။ consumer orientation ပြောင်းလာပြီးတဲ့နောက်မှာကျွန်တော်တို့ကဘာအရေးကြီးလာတော့ဆိုရင် relationship အရေးကြီးလာတယ် marketing ပြီးတော့ဟိုကလက်ရှိကာလမှာတော့ကျွန်တော်တို့က relationship ပဲ relationship ကောင်းရင်အောင်မြင်မယ် relationship မကောင်းရင်မအောင်မြင်ဘူး အဲဒါကြောင့်မလို့ကျွန်တော်တို့တချို့ဘာသာရပ်တွေမှာဆိုရင်အဲ strategic stakeholder relationship တို့ပါလို့ဆိုတာကျွန်တော်တို့အရင်ရေးကြည့်တဲ့အနေအထားလေးဖြစ်ပါတယ်အဲ customer နဲ့လုပ်ငန်းရှင်နဲ့တက်ဆိုင်ရာ stakeholder တွေနဲ့အားလုံးက relationship ကောင်းနေမှာဖြစ်ပါတယ် relationship မကောင်းရင်မအောင်မြင်ဘူးပုံမှန်ပြောခဲ့တဲ့အချက်တွေဘလောက်ပဲကောင်းကောင်း production ဘလောက်ကောင်းကောင်း marketing ဘလောက်ကောင်းကောင်းကျွန်တော်တို့က relationship မကောင်းရင်လည်း အောင်မြင်မြင်မှုဆိုတာတွေ့လာရတယ်။အဲ့တော့ relationship ကတော့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့အဓိကအားဖြင့်တော့ကိုယ်နဲ့ဆက်ဆက်နေတဲ့ကျွန်တော်တို့ကဆက်နွယ်နေတဲ့သူအားလုံးနဲ့အဆင်ပြေနေဖို့အရေးကြီးတယ်ဆိုတဲ့ဟာဖြစ်ပါတယ်။အဲ့တော့တိတိကျကျပြောဆိုလို့ရှိရင်ကျွန်တော်တို့က individual customer ဆိုရယ် individual consumer customer ပေါ့နော်။ ဖောက်တဲ့တူးချင်းနဲ့လည်းကျွန်တော်တို့ကအဆင်ပြေနေရမယ်အ employee ဆိုတော့ကိုယ်ဝန်ထမ်းအနေနဲ့လည်းကျွန်တော်တို့ကအဆင်ပြေတဲ့ဆက်ဆံရေးတွေရှိရမယ် supplier ဆိုတော့ကိုယ်ကုန်ပစ္စည်းပေးသွင်းတဲ့သူတွေကျွန်တော်တို့ကကုန်ကြမ်းပေးသွင်းတဲ့သူတွေဝန်ဆောင်မှုဆိုလည်းဝန်ဆောင်မှုတွေကိုယ်ဖြည့်ဆည်းပေးနေတဲ့လူတွေနဲ့အဆင်ပြေရမယ်နောက်ကတော့ other businesses ပေါ့ဒါကြောင့်ကိုယ်နဲ့ဆက်နွယ်ပတ်သက်နေတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လည်းကျွန်တော်တို့က relationship ကောင်းရမယ်ပြောရရင်တော့ stakeholder အားလုံးနဲ့ ျွန်တော်တို့က relationship ကောင်းရမယ်ဒါဆိုရင်လုပ်ငန်းအောင်မြင်မယ် relationship မကောင်းရင်အောင်မြင်မှုဆိုတဲ့ဟာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါရော business history ကိုပြန်ပြီးတော့ချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့18ရာစုသည်စိုက်ပျိုးရေးခေတ်19ရာစုသည်စက်မှုခေတ်20ရာစုသည်သတင်းချဲ့လက်ခေတ်21ရာစုသည်အဲသဘောတရားရေးခေတ်ဆိုပြီးတော့ကျွန်တော်တို့ဒီလို century ပေါ့နော် ရာစုနှစ်လေးခုခွဲပြီးတော့အဲ့ဒါအလိုက်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါပြီးတဲ့နောက်မှာကျွန်တော်တို့ဘာလို့ဆိုရင် business environment ဆိုရဲစီဝါရေးပတ်ဝန်းကျင်ကြောင်းဆွေးနွေးခြင်းပါတယ်။အဲ့တော့ business လုပ်တော့မယ်ဆိုလို့ရှိရင်တော့လုပ်ငန်းရှင်တိုင်းလုပ်ငန်းရှင်တိုင်းလုပ်ငန်းတိုင်းလုပ်ငန်းတိုင်းကတော့ကျွန်တော်တို့ကသူ့ရဲ့ environment သူ့ပတ်ဝန်းကျင် ရှိပါတယ်။အဲ့ဒီပတ်ဝန်းကျင်မှာကောင်းတာတွေရှိတယ်ဆိုးတာတွေရှိတယ်ပေါ့နော်။အဲ့ဒီပတ်ဝန်းကျင်ကဘာတွေအကျုံးဝင်တုံးဆိုတာလေးဆွေးနွေးခြင်းပါတယ်။ ဲ့တော့ business environment ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ကကိုယ်မှာဘယ်သူတွေရှိတော့ဆိုလို့ရှိရင်အဓိကအားဖြင့်ဆိုရင်တော့ကိုယ့်ရဲ့ customer တွေရှိတယ်ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ product ကိုယ့်ရဲ့ဝန်ဆောင်မှုကိုယ့်ရဲ့ goods ကိုဝယ်ယူစားသုံးမဲ့ customer တွေရှိတယ်အဲ့တော့အဲ့ဒီ customer တွေရှိတယ်လို့ပဲအဲ့ဒီသူတို့လိုချင်တဲ့ကျွန်တော်တို့ထုတ်လုပ်မဲ့ကုန်စည်တွေရရှိဖို့အတွက်ကုန်ချမ်းတွေပေးသွင်းနေတယ်နှီးပညာတွေပေးသွင်းနေတယ်ဆပ်ပလိုက်ယာတွေရှိပါတယ်နော်အဲ ကျွန်တော်တို့ supplier ရှိတယ်အဲ့ဒါတွေရှိတယ်လို့ပဲကျွန်တော်တို့ထုတ်လုပ်ပြီးတဲ့ကုန်စည်ကိုဖြန့်ဖြူးပေးမယ် distributor ဆိုတဲ့ကျွန်တော်တို့ကဖြန့်ဖြူးသူတွေလည်းရှိပါတယ်ဖြန့်ဖြူးသူတွေရှိတယ်လို့ကျွန်တော်တို့ကကျွန်တော်တို့လုပ်ငန်းကျွန်တော်တို့ product နဲ့အပြိုင်ကျွန်တော်တို့ company နဲ့အပြိုင်ထုတ်လုပ်နေတဲ့ပြိုင်ဘက်တွေလည်းရှိပါတယ်ဂျန်နဲ့ကျွန်တော်တို့အပြင်မှာဆိုရင်ဘာတွေရှိတုံးဆိုဒါကတော့နီးနီးဆက်ဆက်ပေါ့နော်အတွင်းမှာ internet မှာရင်ဆိုင်နေရတဲ့ဟာတွေပေါ့အနိကက်ရင်ဆိုင်နေရတဲ့ အဲပတ်ဝန်းကျင်ဖြစ်ပါတယ်အဲနည်းနည်းဝေးသွားတဲ့ပတ်ဝန်းကျင်ကိုနည်းနည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီသဝိုင်းအရာပြန်ကြည့်မယ်ဆိုလို့ရှိရင် economic environment စီးပွားရေးပတ်ဝန်းကျင် political or legal ပေါ့နော်အဲနိုင်ငံရေးပတ်ဝန်းကျင် နောက် social or cultural အဲလူမှုရေးပတ်ဝန်းကျင်ယဉ်ကျေးမှုပတ်ဝန်းကျင်ပေါ့နော်နောက်ဆိုပြီးကျွန်တော်တို့ technology ရဲ့ environment ဆိုပြီးတော့နည်းပညာနဲ့ပတ်သက်တဲ့ဒီအရာတွေကျွန်တော်တို့ရှိပါတယ် အဲ့လိုပတ်ဝန်းကျင်တွေရှိနေတဲ့အနေအထားနေပြီးတော့ကျွန်တော်တို့ဘယ်လိုသွားရအောင်ဆိုလို့ရှိရင်လုပ်ငန်းတွေအနေနဲ့ကျွန်တော်တို့ကဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းတွေအနေနဲ့ဟိုရှုမြင်တဲ့နေရာမှာကျွန်တော်တို့ကနှစ်ပိုင်းပေါ့နော်နိုင်နှစ်ပိုင်းတွေ့ရတယ်အဲ့ဒါ economic ကိုလေ့လာတဲ့နေရာမှာစီးပွားရေးကိုလေ့လာရင်ကျွန်တော်တို့ကအဲ့ဒါဘာလို့ဆိုရင်ကျွန်တော်တို့က micro economic နဲ့ macro economic ဆိုရယ်နှစ်ပိုင်းတွေ့ရတယ် micro environment နဲ့ macro environment ပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုရင် တော့ micro environment ဒီဘယ်သူတွေတော့ဆိုရင်စောစောကပြောတဲ့ကိုယ့်ရဲ့အတွင်းပိုင်းမှာရှိတဲ့သေးငယ်တဲ့ပတ်ဝန်းကျင်ပေါ့နော်သေးငယ်တဲ့ပတ်ဝန်းကျင်ကဘယ်သူတွေလို့ဆိုပြန်ပြောရမယ်ဆိုရင် micro environment မှာဆို supplier တွေ customer တွေ distributor တွေ competitor တွေ other company တွေပေါ့ဒီဟာတွေအကျုံးဝင်ပါတယ်နော်ကျွန်တော်တို့ကနော် macro environment ကိုကြည့်လိုက်တဲ့အခါစောစောကပြောသလိုချင်း economic ရှိတယ် political or legal ရှိတယ် social ရှိတယ် environmental issue တွေရှိတယ်။နောက် technological issue တွေရှိတယ်။ဒီကောင်စီကျွန်တော်တို့က macro environment ဖြစ်ပါတယ်။နောက်ပို့ပြီးတော့ကျေပြန့်တဲ့ environment ပို့ကိုယ်နဲ့နှီးဆက်တဲ့နော်နည်းနည်းကျေးမြောင်းတဲ့သေးတဲ့ environment နဲ့ကျွန်တော်တို့ကနှစ်မျိုးခွဲလို့ရပါတယ်။ business environment မှာဆိုရင်နှစ်ပိုင်းရှိတယ်။ micro environment နဲ့ macro environment နှစ်ပိုင်းရှိတာတွေ့ရပါတယ်။အဲ့တော့ business environment ပြီးတဲ့နောက်မှာကျွန်တော်တို့က business နဲ့ပတ်သက်ပြီးတော့ analysis ပေါ့နော် BEST analysis ဆိုတာလေးလဲဆွေးနွေးခြင်းပါတယ် BEST ပေါ့နော် P ဆိုတာဆော့ဆော့ပြောသလိုပါပဲ P ဆိုတာတော့ကျွန်တော်တို့ political process ပေါ့နိုင်ငံရေးကိုပြောတာဖြစ်ပါတယ် E ဆိုတာ economic ပေါ့နော် economic ကိုပြောတယ် S ဆိုတာ social ကိုပြောတယ် social T ဆိုတာ technology ကိုပြောတယ် BEST political economic social technology ဆိုပြီးတော့ကျွန်တော်တို့ကဒီ၄မျိုးဟိုဟိုကျွန်တော်တို့ကစမ်းစစ်လေ့လာဖို့လိုပါတယ်ဒါကို past business analysis ပေါ့နော် BSD business analysis လို့ပြောပါတယ်အဲ့တော့ကိုကလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ BSD ကိုကြည်ပြီးတော့မှကျွန်တော်တို့ကလုပ်ငန်းလုပ်တင်သလားမလုပ်တင်ဘူးလားဆိုတာရွေးချယ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ဟာဥပမာကျွန်တော်တို့ကဗီယက်နမ်ကိုသွားပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုလုပ်မယ်။စင်ကာပူသွားပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်။ထိုင်းကိုသွားပြီးတော့စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်အဲ့ဒီနိုင်ငံတွေရဲ့နိုင်ငံရေးစီးပွားရေးလူမှုရေး နည်းပညာအခြေအနေတွေကိုလေ့လာဆန်းစစ်ဖို့လိုပါတယ်เนาะဒီလိုပဲကျွန်တော်တို့ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံခြားလုပ်ငန်းရှင်တွေကဒီလိုလာပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေလုပ်တော့မယ် international business ပေါ့เนาะလုပ်တော့မယ်ဆိုရင်လည်း PESD ကိုကြည်ပါတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးနည်းပညာအခြေအနေတွေကိုကြည်ပါတယ်အကိုကလည်းကြည်ဖို့လိုတယ်ပေါ့เนาะဒါကြောင့်မလို့နိုင်ငံရေးကိုကြည်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဒီနိုင်ငံကိုလုပ် စီဝိုင်းလုပ်ငန်းလုပ်တော့မယ့်နိုင်ငံကိုရင်းနှီးမြှုပ်နှံမှုလုပ်မယ့်နိုင်ငံကိုရွေးချယ်မယ့်နိုင်ငံနိုင်ငံရေးအခြေအနေကိုကြည့်တဲ့အခါမှာသူ့ရဲ့ rules and regulation တွေကဘယ်လိုတွေရှိတော့အစိုးရရဲ့ rules and regulation တွေဘယ်လိုတွေရှိတော့နော်အစိုးရရဲ့ law တွေဥဥပဒေတွေလုံထုံးလုံနည်းတွေဘယ်လိုတွေရှိတော့အဲ့ဒီအစိုးရရဲ့ကန့်သက်ချက်တွေကဘာတွေတော့အဲ့ဒီနိုင်ငံရဲ့ကန့်သက်ချက်တွေကဘာတွေရှိတော့သူ့နိုင်ငံရဲ့ကိုရင်းနှီးမြှုပ်နှံမယ့်နိုင်ငံရဲ့ကျွန်တော်တို့က အကောက်ခွန်အခြေအနေတွေပေါ့ tariff ဆိုရဲအကောက်ခွန်တွေ custom duty တွေရဲ့အခြေအနေတွေအခွန်အခပေးဆောင်အောင်မဲ့အခြေအနေတွေ taxes ပေါ့နော်အခွန်အခပေးတရားတွေကျွန်တော်တို့လေ့လာဖို့လိုတယ်နိုင်ငံရေးရောတည်ငြိမ်ရလားနော်အဲ့တော့အရေးကြီးနေခဏခဏဖြစ်လားတပိတ်မောက်တာတွေခဏခဏဖြစ်လားစသည်အားဖြင့်နိုင်ငံရေးတည်ငြိမ်မှုရှိလားဒါကျွန်တော်တို့လေ့လာဖို့လိုပါတယ်နော်နိုင်ငံရေးမတည်ငြိမ်မှုဆိုရင်ကျွန်တော်တို့ကဒီနိုင်ငံမှာလို့လို့လို့မဖြစ်ဘူးနော်ကိုအဲ့ ရွေးချင်မဲ့နိုင်ငံမှာလုံးလုံးလုံးမဖြစ်အခွန်အခရီးများနေရဆိုရင်အဲဒီနိုင်ငံမှာမလို့ဘူးတခြားနိုင်ငံရွေးမယ်ပေါ့နော်စသည်အပြင်ဖြစ်ပါတယ် rules and regulation နေရာရောဥပဒေတွေရောလုံးတကိုင်းတာရှိရလားဒါကိုကျွန်တော်တို့သိကြ sensitive ဖို့လိုပါတယ် political ပြီးတော့မှကျွန်တော်တို့က economic ကိုတွားတယ်နော်အဲ့ဒီနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်တို့ကကြည့်တယ်စီးပွားရေးအခြေအနေဘယ်လိုရှိသလဲဆိုတဲ့ဟာလေးကြည့်မယ်အဲ့ကြည့်တဲ့အခါမှာသူ့မှာ resource တွေဘယ်လိုရှိတော့ resource ဆိုရဲကျွန်တော်တို့ကအရင်အမြင့်တွေပေါ့သူ့ရဲ့ land labor capital ပေါ့စသည်အပြင်ဒီဟာတွေကဘယ်လိုတွေရှိတော့ဆိုရဲ resource တွေကြည့်မယ်။နောက် product တွေကြည့်မယ်။ဒီနိုင်ငံမှာပါတဲ့ဘလူးကွန်မြူဘလူးကွန်စီရီကိုထုတ်လုပ်နေတော့ဒီပညာအခြေခံတဲ့ကုန်စီတွေထုတ်လုပ်နေလားနော်စသည်အပြင်တာမန်ကုန်စီတွေပဲထုတ်လုပ်နေရတာ primary product တွေပဲများများထုတ်လုပ်နေရလားဒါကြီးကျွန်တော်တို့ကကြည့်ဖို့လိုပဲနောက်တစ်ခုကတော့အဲ့ဒီနိုင်ငံ competition ခြေနေပေါ့နော် competition ပြိုင်ဆိုင်မှုရှင်နေရှင်ပြိုင်နေ competition လောရှိရလားနော်သူနိုင်ငံလုပ်ငန်းရှင်တွေပဲဦးစားပေးထားတာလားနိုင်ငံခြားလုပ်ငန်းရှင်တွေကိုခွဲခြားဆက်ဆံသလားစသည်အားဖြင့် competition အခြေအနေတွေ infrastructure ကောင်းလားကျွန်တော်တို့ကအရေးကြီးတယ်အရင်အရေးကြီးတာ infrastructure နော်ကျွန်တော်တို့ကရေမီလျှက်စစ်လန်ဒရာစိတ်ကန်းလေစိတ်စသည်အားဖြင့်ကျွန်တော်တို့က infrastructure ကောင်းအောင်လားပေါ့နော်ဒါ လူချင်းမင်းတို့လည်းသိမှာပါ။မြန်မာနိုင်ငံ infrastructure အားနည်းတဲ့အတွက်မြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံမှုတွေကရောက်မလာဘူး။ BNN ကိုရောက်သွားတယ်လို့ဘာလို့ဆိုတာဒါလူချင်းမင်းတို့လည်းသိပြီးသားဖြစ်မှာပါနော်။ infrastructure ကတော့ရေတွေမိတွေလမ်းတွေအာစိတ်ကန်းတွေတင်မောစိတ်တွေလေစိတ်တွေစသည်အပြင်နော်။ကြောင်းတွေစေယုံတွေပေါ့စသည်ဒါတွေကောင်းမှုလို့ပါတယ်။နောက်တစ်ခုကတော့အရင်နှီးအခြေနေ နောက်တစ်ခုကတော့ကျွန်တော်တို့ exchange rate ပေါ့နော်။ exchange rate အခြေအနေတွေနိုင်ငံခြားငွေလဲလှယ်နှုန်းပေါ့နော်မြန်မာနိုင်ငံနိုင်ငံခြားငွေလဲနေနှုန်းကဘယ်လိုရှိတော့အတက်အကျပါဆိုနော်နောက်တစ်ခုအဲ့ဒီနိုင်ငံရဲ့ငွေကြေးဖောက်ပွားမှုအခြေအနေပေါ့နော်ငွေကြေးဖောက်ပွားမှုဘယ်လိုငွေကြေးဖောက်ပွားမှုအရင်မြင်နေလဲဇီဝိုင်းလို့လို့မကောင်းဘူးဒါကြောင့်မလို့ငွေတမုန်းကြာတယ်လို့လို့မကောင်းဘူးနောက်တစ်ခုကတော့အလုပ်ကံရရှိမှုအခြေအနေပေါ့ဒီနိုင်ငံရဲ့ employment အခြေအနေဒါတွေကိုကျွန်တော်တို့ကလေ့လာပြီးမှဒီနိုင်ငံမှာရင်းနှီးမြှုပ်နှံတည်ရလားရင်းနှီးမြှုပ်နှံမှုလုပ်တည်မလားစဉ်းစားဖို့ဖြစ်ပါတယ် နောက် social ကိုသွားတာပေါ့နော် social ကိုသွားတယ်အခုနောက်ပိုင်းမှာတော့ social အရင်အရေးကြီးလာတာကိုတွေ့ရပါတယ် social အရင်အရေးကြီးလာတယ် social တော့အဓိကအပြင်ဘာတွေပြောတော့ဆိုရင်အဲ့ဒီနိုင်ငံရဲ့ culture ပါလဲပေါ့ယဉ်ကျေးမှုကပါလဲသူ့နိုင်ငံသုံးဆွဲတဲ့ language ကပါလဲဘာသာစကားတွေဘယ်လိုသုံးဆွဲသလဲသူ့ပညာရေးအခြေအနေဘယ်လိုလို့စာတက်မြောက်မှုဘယ်လိုအခြေအနေရှိတော့စသည်အပြင်ဘာသာရေးကဘယ်လိုလို့ human resource ဘယ်လိုအခြေအနေရှိတော့လူသားအရင်းမြစ် เนาะလုံးလုံးနိုင်တဲ့အသက်ရွယ်နည်းလားများလားတကြည်ရွယ်ဦးတွေပဲများနေသလားလုံးလုံးနိုင်တဲ့အသက်ရွယ်တော့များတယ်သူတို့ကကျွမ်းကျင်မှုရောရှိရလားသူတို့ရဲ့ attitude ကဘယ်လိုလဲဒါကျွန်တော်တို့က social နဲ့ပတ်သက်ပြီးတော့ဒါ၄လေ့လာမှာဖြစ်ပါတယ်အဲ့ဒီလိုပဲနောက်တစ်ခုကတော့ဤပညာအရင်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်ခုခေတ်ကတော့เนาะအဲ့တော့ဤပညာအစဉ်တန်းနိုင်နေသလားမြင်နေသလားအဲ့ဒီကိုလုံးမဲ့နိုင်ငံရဲ့ဤပညာအစဉ်တန်းနိုင်ရင်ကိုကဘယ်လို အခြေအနေလေအဲဒီကိုရင်းနှီးမြှုပ်နှံမဲ့နိုင်ငံရဲ့ဤပညာမြင့်နေရင်ကိုကဘယ်လိုကုန်စည်ထုတ်လုပ်မှာလဲပေါ့စသည်အားဖြင့်သူ့ရဲ့အစင်တန်းနေ standard တွေ quality product တွေအဲ့တော့ customer ရဲ့ needs တွေဒါတွေကျွန်တော်တို့လေ့လာဖို့လိုပါတယ်အဲ့ဒီနိုင်ငံရဲ့တည်ယူပို့ဆောင်ရေးတွေ logistic အခြေအနေတွေနောက် internet သုံးစွဲမှုအခြေအနေတွေအဲ့ e-commerce ကျင့်သုံးမှုအခြေအနေတွေဒီဟာတွေကိုကျွန်တော်တို့ကလေ့လာဖို့လိုပါတယ် အဲအခုပြောခဲ့တဲ့ PESD ဆိုတဲ့ Political Economic Social Technology ဒီအခြေအနေတွေကိုလွှမ်းခြုံလေ့လာပြီးဆန်းစစ်ပြီးတော့မှ လုပ်ငန်းတစ်ခုကိုလုပ်မလားမလုပ်ဘူးလားဆုံးဖြတ်ဖို့ဖြစ်ပါတယ်အခုဆွေးနွေးကြတာကတော့ GDP အကြောင်းဖြစ်ပါတယ် GDP ကတော့ Gross Domestic Product ပေါ့အတလုံးချင်းကိုပြောမယ်ဆိုရင်တော့ Gross ဆိုတာစုစုပေါင်း Domestic ဆိုတာပြည်တွင်း Product ဆိုတာထုတ်ကုန်စုစုပေါင်းပြည်တွင်းထုတ်ကုန်ဆိုပြီးတော့ပြောပါတယ် GDP ကို အဲ့တော့စုစုပေါင်းပြည်တွင်းထုတ်ကုန်ဆိုလို့ရှိရင်နားလည်ရခက်မြန်းခက်နေမလားပေါ့နော်ဒါကြောင့် technical ဆန်လုံးနေအဲ့တော့ GDP ကိုဒိုကောက်မှတ်ချင်တာကတော့ဘာလို့ဆိုရင်တိုင်းပြည်ဝင်ငွေပဲ national income ပေါ့တိုင်းပြည်ဝင်ငွေလို့သတ်မှတ်လိုက်ပြီးပါတယ်နော်အဲ့တော့ GDP အကြောင်းပြောတဲ့နေရာမှာကျွန်တော်တို့ကနိုင်ငံအချင်းချင်းရှင်နေဆိုလို့ရှိရင် GDP နဲ့ရှင်နေဆိုတာလေးလေတီးဖို့လိုပါတယ်အဲတီးပြီးသားလည်းဖြစ်မှာပါနော် တော့နိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့က GDP နဲ့ရှင်တာအကဘာပေါ်မှာ GDP အများဆုံးနိုင်ငံသည်အမေရိကန်နိုင်ငံဒုတိယ GDP အများဆုံးနိုင်ငံသည်တရုတ်နိုင်ငံတတိယ GDP အများဆုံးနိုင်ငံသည်ဂျပန်နိုင်ငံ The largest economy in the world is American ပေါ့ကျွန်တော်တို့က The second largest economy in the world is China ပေါ့ The third largest economy in the world is Japan ပေါ့ကျွန်တော်တို့ကအဲ့တော့ GDP အများဆုံးနိုင်ငံသည်အမေရိကန်နိုင်ငံဒုတိယအများဆုံးသည်တရုတ်နိုင်ငံတတိယအများဆုံးသည်ဂျပန်နိုင်ငံတောင်းပြောရအောင်အဲ့တော့ဒီ GDP ဆိုတာဘာလို့ဆိုရင် တိုင်းပြည်ဝင်ငွေတိုင်းပြည်ဝင်ငွေဆိုတာဘာလို့ဆိုတော့တနိုင်ငံလုံးရဲ့ဝင်ငွေဖြစ်ပါတယ်တနိုင်ငံလုံးရဲ့ဝင်ငွေအဲ့ဒီတနိုင်ငံလုံးရဲ့ဝင်ငွေကိုတီးပြီးတော့ကျွန်တော်တို့ကအဲ့ဒီနိုင်ငံရဲ့လူဦးရေနဲ့စားလိုက်ရင်လူတဦးချင်းဝင်ငွေရပါတယ်ပါကပီတာ GDP လို့ပြောပါတယ် ပါကပီတာအင်ကမ်လို့လည်းပြောတယ်အဲတူချင်းဝင်ငွေရတယ်အဲ့တော့လူတူချင်းဝင်ငွေဆိုတဲ့ပါကပီတာအင်ကမ်ကကြတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံရဲ့လူနေမှုအဆင့်တန်းကိုနှိုင်းယှဉ်တာဖြစ်ပါတယ်အဥပမာမြန်မာနိုင်ငံရဲ့လူနေမှုအဆင့်တန်းကဘယ်လိုရှိသလဲဗီယက်နမ်နိုင်ငံရဲ့လူနေမှုအဆင့်တန်းဘယ်လိုရှိသလဲထိုင်းနိုင်ငံရဲ့လူနေမှုအဆင့်တန်းစင်ကာပူနိုင်ငံရဲ့လူနေမှုအဆင့်တန်းဘယ်လိုရှိသလဲဆိုတာကိုသိကြရင် ပါကပီတာ GDP ပါကပီတာ income ဆိုတဲ့လူတူဦးချင်းဝင်ငွေတူးကြဝင်ငွေကြည့်လို့ရပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ပါကပီတာ income ဆိုတဲ့လူတူဦးတစ်နှစ်ဝင်ငွေအမေရိကန်ဒေါ်လာဘယ်လောက်ရှိတော့ထိုင်းနိုင်ငံရဲ့လူတူဦးတစ်နှစ်ဝင်ငွေအမေရိကန်ဒေါ်လာဘယ်လောက်ရှိတော့စင်ကာပူနိုင်ငံရဲ့လူတူဦးတစ်နှစ်ဝင်ငွေအမေရိကန်ဒေါ်လာဘယ်လောက်ရှိတော့အဲဒါကြီးကျွန်တော်တို့ကဆက်လက်လေ့လာဖို့လိုပါတယ်ဟာဥပမာအားဖြင့်မြန်မာနိုင်ငံရဲ့ လူတူဦးတစ်နှစ်ဝင်ငွေဒီအမေရိကန်ဒေါ်လာ1500လောက်ရှိမယ်။အဲစင်ကာပူနိုင်ငံရဲ့လူတူဦးတစ်နှစ်ဝင်ငွေဒီအမေရိကန်ဒေါ်လာ9000လောက်ရှိမယ်။စသည်အားဖြင့်ကျွန်တော်တို့ကဒါတောင်ကိုကြည့်ပြီးတော့လူနေမှုအဆင့်တန်းကွာဝါးတာဖြစ်ပါတယ်။တော့အဲ့လိုအရေးကြီးတဲ့ကျွန်တော်တို့က GDP ကိုတွက်ချက်မယ်ပေါ့နော်။တွက်ချက်တဲ့နေရာမှာဘယ်လိုပုံစံနဲ့တွက်ချက်တုံးဆိုလဲ။ဟာကြည့်မယ်ဆိုရင်တော့ GDP ကိုလိုချင်ရင် စက်ပြိုးရရတဲ့ဝင်ငွေစက်မှုရရတဲ့ဝင်ငွေဝန်ဆောင်မှုရရတဲ့ဝင်ငွေဒီသုံးခုကိုပေါင်းလိုက်ရပါတယ်စက်ပြိုးရစက်မှုဝန်ဆောင်မှုပေါ့စက်ပြိုးရစက်မှုဝန်ဆောင်မှုဒီကဏ္ဍကြီး၃ရက်ကရတဲ့ဝင်ငွေတွေကိုပေါင်းလိုက်ရင်နိုင်ငံရဲ့ GDP ရပါတယ်အဲ့ဒါကိုအင်္ဂလိပ်လိုပြောမယ်ဆိုရင် agriculture industry service စက်ပြိုးရစက်မှုဝန်ဆောင်မှု agriculture industry service ဆိုတော့ကျွန်တော်တို့က AIS ဖြစ်ပါတယ် A ဆိုတာ agriculture စိုက်ပျိုးရေး I ဆိုတာ industry စက်မှု S ဆိုတာ service ဝန်ဆောင်မှုဖြစ်ပါတယ်စိုက်ပျိုးရေးစက်မှုဝန်ဆောင်မှု agriculture industry service AIS ဒါအဓိကတော့ AIS ကိုအတူကောက်သိရပါပြီ AIS သုံးခုပေါင်းလိုက်ရတယ် GDP ရတယ်ပေါ့ဒါပေမဲ့နောက်တစ်ဆင့်တိုးတရာမှာဘာလို့အလုံးဆိုရင်ချမ်းသာတဲ့နိုင်ငံတွေရဲ့ GDP ကိုကြီးလိုက်တယ်ဆိုရင် စိုက်ပျိုးရေးရရတဲ့ဝင်ငွေနေနေတယ်စိုက်ပျိုးရေးရပါဝင်မှုကနေနေတာကိုတွေ့ရမယ်နည်းနည်းနိုင်ငံချမ်းသာလာပြီဆိုရင်စက်မှုကရတဲ့ဝင်ငွေရပါဝင်မှုကနည်းနည်းများလာတယ်ပို့ပြီးတော့ချမ်းသာလာတယ်ဆိုရင်ဝန်ဆောင်မှုကရတဲ့ဝင်ငွေကပို့ပြီးတော့များလာတာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီနိုင်ငံဆင်းရဲလာအဲ့ဒီနိုင်ငံချမ်းသာလာဆိုတာကိုကြည့်ကျင်နေဆိုလို့ရှိရင်အဲ့ဒီ economic swatch ဆိုတဲ့စီးပွားရေးပုံစံဆိုတဲ့ EIS ကိုကြည့်ပြီးတော့ကျွန်တော်တို့ကအခဲဖြတ်လို့ရပါတယ်လေ့လာလို့ရပါတယ်သုံးသပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ GDP ဆွဲချောင်းကြည့်လိုက်မယ် GDP ကိုကြည့်လိုက်မယ်အဲ GDP 3ခုပေါင်းသည် AIS 3ခုပေါင်းတယ်ဆိုကျွန်တော်တို့ကတရားရဂိုင်းနှုံးရမယ်အဲ့ဒီတရားရဂိုင်းနှုံးထဲမှာစက်ပြွေးရရရှိတဲ့ဝင်ငွေပေးနေရဂိုင်းနှုံးပါတော့စက်မှုရရတဲ့ဝင်ငွေပေးနေရဂိုင်းနှုံးပါတော့ဝန်ဆောင်မှုရရတဲ့ဝင်ငွေပေးနေရဂိုင်းနှုံးပါတော့ဆိုပြီးတော့ကျွန်တော်တို့ကတွက်လိုက်မယ် အာစိုက်ပျိုးရရတဲ့ဝင်ငွေတွေကများနေတယ်ဗျာရခိုင်တို့ကများနေတယ်ဒါဆိုအဲ့ဒီနိုင်ငံဆင်းရဲတယ်စက်မှုရရတဲ့ဝင်ငွေများလာပြီဗျာဆိုရင်ဒါနိုင်အဲ့ဒီနိုင်ငံချမ်းသာလာပြီ developing ဖြစ်လာပြီเนาะအဲ့ဒီထက်ဝန်ဆောင်မှုရရတဲ့ဝင်ငွေများလာရင်ပိုချမ်းသာလာတွေ့ရပါတယ်ဥပမာအားဖြင့်ဆိုရင်ကျွန်တော်တို့ကစိုက်ပျိုးရရတဲ့ဝင်ငွေကျွန်တော်တို့နိုင်ငံကတော့များနေတော့မယ်ဒါကြောင့်နိုင်ငံကလည်းဆင်းရဲနေပါတယ် LDC ဖြစ်နေတယ်เนาะဖွံ့ဖြိုးမှုနှိမ့်ကြတဲ့နိုင်ငံဖြစ်နေတယ် ။အခုမှကျွန်တော်တို့တောင်ကိုရီးယားလိုနိုင်ငံကိုကြည့်လိုက်မြဲတောင်ကိုရီးယားနိုင်ငံဒီဖွံ့ဖြိုးဆဲနိုင်ငံတွေပြီးတော့ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သွားတယ်။ developing country ကနေပြီးတော့ developed country ကိုဖြစ်သွားတာ။ဒါဘာကြောင့်ဖြစ်သွားတာလဲဆိုရင်သူ့ရဲ့ကျွန်တော်တို့ economic structure ကလည်းပြောင်းသွားတယ်။အဲဝန်ဆောင်မှုကရတဲ့ဝင်ငွေများများရနေဟမ်စက်မှုကရတဲ့ဝင်ငွေများများရနေတာကနေပြီးတော့ဝန်ဆောင်မှုကရတဲ့ဝင်ငွေကများလာတယ်ဒီနှစ်ကာလမှာ။ဒါကြောင့်မလို့ကျွန်တော်တို့ကတောင်ကိုရီးယားရဲ့စက္ကားတွေကို ကဘာကြည်နေရတာမြန်မာတွေမဟုတ်ကဘာကြည်နေရတာဒါဥပမာလေးနဲ့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ AIS ပေါင်းလိုက်ရင်လေ GDP ရပါတယ်ပို့ပြီးတော့တည်ရမှာဒီနိုင်ငံချမ်းသာလာလေးလေးစက်ပြူရဲ့ပါဝင်မှုရခိုင်တော့နည်းလာလေးလေးစက်မှုရဲ့ပါဝင်မှုကပိုများလာတယ်ဝန်ဆောင်မှုပါဝင်မှုကပိုများလာတယ်ဒါလေးတည်ဖို့ရည်ကြီးပါတယ်အဲ့တော့နောက်တနည်းပေါ့ကျွန်တော်တို့က AIS အပြင် GDP ကိုနောက်တစ်မျိုးတွက်မယ်ဆိုလို့ရှိရင်လေရပါတယ် ဲ့ဒါကတော့ဘာလို့ဆို GDP မှာဆိုရင်4 component ဆိုတဲ့အပိုင်း၄ပိုင်းပါပါတယ်အစိပ်ပိုင်း၄ခုပါပါတယ်အဲ့ဒါတွေကတော့ဘာတွေတော့ဆိုရင်စားသုံးမှုရင်းနှီးမြှုပ်နှံမှု အစိုးရအသုံးစရိတ်ပို့ကုန်သွင်းကုန်အခြေအနေ trade ပေါ့အဲဒီ၄ခုပေါင်းလိုက်ရင်လည်းရတယ်အဲ့တော့ညီမချင်းအနေနဲ့ပြောပါဆိုရင် GDP equal to C plus I plus G plus X minus M ဖြစ်ပါတယ်အဲ၄မျိုးဖြစ်ပါတယ် C ဆိုတာတော့ကျွန်တော်တို့ကပေါင်းပြောတာတော့ဆိုရင် consumption ကိုပြောတာ စားသုံးမှုအသုံးစရိတ်တွေဖြစ်ပါတယ်။စားသုံးမှုသုံးစရိတ်တွေကိုပေါင်းမယ်။ I ဆိုတဲ့ investment ရင်းနှီးမြှုပ်နှံမှုသုံးစရိတ်တွေကိုပေါင်းမယ်။ G ဆိုတဲ့ government expenditure government spending ဆိုရသုံးစရိတ်တွေကိုပေါင်းမယ်။နောက်တစ်ခုက export နဲ့ import ခြားနာချက်ကိုပေါင်းမယ်။ဒါဆိုရင်ကျွန်တော်တို့က GDP ကိုရပါတယ်။၄မျိုးရှိပါတယ်။